ါပါဒီနေ့ဗီဒီယိုလေးမှာကတင်ရတဲ့အထယ်ပိုင်းကိုအာလိလာဖြစ်တော့အထယ်ချုံနဲ့ပတ်သက်တဲ့အရာလေးတွေကိုလိလာရင်းနဲ့အမှမှတ်ထားတဲ့အရာကို share လုပ်ပြမှာဖြစ်ပါတယ်အထယ်ချုံထယ်ဖြစ်ဖို့အတွက်ဘာတွေလောက်ဆောင်ရမလဲအာဘာတွေတည်ရမလဲအကြောင်းအရာလေးပေါ့နော်ဒီမှာဥစားဆိုရင်ဒီမှာဆိုရင်ပေါ့နော်ဒီဒီအမတယောက်ပြောတာပေါ့နော်အာအမပြောပြောတာနဲ့အေးအေးအရာလေးကိုပြောပြတာ ပထမတစ်အထည်ချုပ်ဆက်လုပ်ရမယ်ဆိုရင်ဘာလုပ်လို့လုပ်ရမယ်မသိဘူးဆိုရင်နံပါတ်1ဆိုရင်ဒီဇိုင်းပိုင်းလေးလာပါဥပမာ main clay ဖြစ်ရကြလေးဖြစ် main clay ဖြစ်ရကြလေးဖြစ်လေးလာပြီးရင်အာအမှဆိုရင် clay လားလူကြီးလားဆိုပြီးတော့ရှိတယ်ပေါ့နော်အဲပြီးတော့နံပါတ်2ကျတော့အဲအဲ့လိုမျိုးလေးလာပြီးတော့ဒီဇိုင်းပိုင်းကိုကိုယ်ကိုယ်လေးလာဒီဒီဇိုင်းချက်ရပြီးဆိုတော့နောက်တစ်ခုကျတော့ပက်တန်ကိုရွေးရမှာပက်တန်ကိုအာပက်တန်ကိုဆရာရွေးအေးအမှ ပတန်ကိုဆရာရေးပေါ့နော်ကျွမ်းကျင်တဲ့လူတာမှမဟုတ်ကိုကအဲဒီပတန်လောက်တော့မယ်ဆိုရင်ကိုကပတန်ကျွမ်းနေဆိုရင်ပတန်ကိုတိုင်းထုတ်ဒါမှမဟုတ်ဘူးဆိုရင်ပတန်ဆရာတွေလည်းပေါ့နော်ရွေးပြီးတော့ကျွမ်းကျင်တဲ့ပတန်ဆရာတွေနဲ့ရွေးအာနံပါတ်3ကြတော့ဆံပယ်တထဲချုပ်ချပေါ့နော်ဒီမှာပတန်ညှက်လိုက်ပြီဆိုတော့ပတန်တထဲကိုအရင်ချုပ်ချဘာလို့တထဲပဲချုပ်ချလဲဆိုတော့ကိုကဒီပေါ့နော်ပတန်ကိုရွေးလိုက်ပြီးအကုန်လုံးမချုပ်အမချုပ် တစ်ထည့်ကိုစံပယ်တစ်ထည့်ကိုမချောက်ချိပဲနဲ့အာကိုကတစ်ခါတည်းကိုဖြစ်လိုက်မဆိုရင်ပိတ်စတယ်အများကြီးအများကြီးဆုံးရှုံးတယ်ကိုစံပယ်အရင်ကြည့်ရတယ်အဲ့ဒီတော့ပေါ့နော်စံပယ်တစ်ထည့်ချုပ်ချီးစံပယ်ကလုံးဝ brand ဆင်သွားပြီဆိုရင်အဲမှဆိုရင် ဟာအီစံပြလုံးဝ brand ဆန်သွားပြီဆိုရင်အဲဘောနော်ဒီ brand ဆန်ပြီဆိုရင်ကုန်ကျစရိတ်ကဘာလို့ရှိလဲအဲအဲ့လိုမျိုးတွေပေါ့အထည်ပိုင်းတွေအထည်ဘလို့သွားတာလဲပြီးတော့ကုန်ကျစရိတ်ဘာကုန်ပါလဲအဲ့ဒါတိတ်မှာပေါ့နော်စံပြလုံးဝကြိုက်ပြီးပတ်တန်လဲအာတိရောပြီးခုံကြစိတ်ကလုံးဝအာတွက်ချက်လို့ရသွားပြီဆိုရင်ပေါ့နော်ကတိပိုင်းကိုသွားတယ်ကတိပိုင်းသွားဆိုတော့ပို့ပြီးအရေးကြီးတာဘာလို့လဲဆိုတော့ကတိပိုင်းဆရာကမှားအထယ်တို့မှားဖြစ်မယ်ဆိုရင်ပိတ်စရအရာ ားချီဆုံရှုံဖို့ရှိတယ်တဲ့။ကိုကပတ်တန်ပေးလိုက်ရင်သူကပေါ့နော်။သူကမကအာပေးပါနဲ့ပြန်ကူးတယ်။အာပတ်တန်ပေးလိုက်ဆိုပတ်တန်မကပေးပါနဲ့ပြန်ကူးမယ်ပြီးတော့ပိတ်ခင်းဖို့အမှဆိုရင်အာပြန်ကူးတယ်ပြီးတော့မပိတ်ခင်းလို့ဆိုရင်ပိတ်အကြောမှန်ကန်မရအောင်နော်ကာလာမကွဲဘူးပိတ်ခင်းတဲ့နေရာလွဲမှဆိုရင်ပိတ်ခင်းထားတဲ့နေရာမလွဲအောင်တတိထားရမှာပိတ်ကြောအတိရမယ်လွဲရမယ်ဆိုရင်တဲ့ကာလာကွဲတတ်တယ်ပေါ့နော် ပြီးတော့အဆွေစားယူတဲ့နေရာ မှာအာနေတဲ့နေရာမှာထည့်သွားလို့အဆွေစားယူတဲ့နေရာမှာထည့်သွားအာဗာလဲတဲ့သွားအာတဲ့ဒါဘောတောင်းယူလို့မရအောင်တဲ့ဒါတောင်းယူလို့မရအောင်ထွက်လာတဲ့ပိတ်ဆောက်ပေါ့နော်ထွက်လာတဲ့ပိတ်ဆောက်ကို site နဲ့အာပိတ်ဆောက်ကို site ရှိတဲ့ site အဆုံရှိတယ်ပေါ့နော် site site ရဲ့ပြီးတော့ share channel နောက် channel မှာရအောင်လေဒေတာမှတ်ထားမှာ site မှာဆိုရင် အာဗာလဲ S size ရှိတယ် M size ရှိတယ် HL size ရှိတယ်အဲ့လိုမျိုးရှိ size အစားအစားရှိတယ် A size အစားအစားကိုကိုကဖြတ်လိုက်ပြီးဆိုရင်ဣတီ ဟိုအဆောက်ပေါ့နော်အဲ့ဒီ aside ဆိုရင် aside ဖြစ်တာဆိုတော့ aside ကိုမှတ်တာအာတတိချာလေးထုတ်ပိုးထားရမယ် m size ဆိုရင် m size ဆိုပြီးတော့တတိချာချာထုတ်ပိုးမယ် hl ဆိုတော့ hl အဲ့လိုမျိုးပေါ့နော်ကိုတတိချာချာမှတ်သားရမယ်ပြီးတော့အာရှေ့ချမ်းရဲ့အာနောက်ချမ်းရဲ့အမမားရောက်ကိုတတိချာရေးရမယ်အဲ့လိုမျိုးမရေးထားဘူးဆိုရင်ကိုကဒီအဲ့အဲ့ဒီပိတ်ဆတဲ့အကောင်လုံးကိုဒီ ဆက်ဆက်ယုံချိုးကိုသွားပို့တဲ့ခါကျရင်မှားတက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ site သူတို့တွဲတဲ့အထည်လေးတွေပေါ့နော်။သူတွဲတဲ့အထည်က F site လား M site လား HL site လားအဲ့လိုမျိုးသူတို့မှားပြီးတော့ဖြတ်နိုင်တယ်။အဲ့တော့ရှေ့ချန်လားနောက်ချန်လားအဲ့လိုမျိုးတိတိကျကျရှိပြီးတော့ site လည်းတိတိချာယူရအောင်เนาะအဲနောက်တစ်ခုကြတော့အမှဘာเนาะပြီးတော့ဒီမှာ supervisor နဲ့အာ အပ်တယ်ပြီးတော့လိုင်းလီတာနဲ့လည်းအပ်တယ်ပေါ့နော်မဂျူစီဂျူစီဆိုတာစတော့ကတည်းကတန်ကြီးတောင်မှနော်အီဟိုဘလက်အထဲချုပ်ဆက်ရောက်မနေနေလေးဝင်လေးလာပြီးတော့အလှလှုပ်ပူတော့ပါအမှဆိုရင်ပါရှိလဲဆိုတော့ဂျူစီဆိုတာထွက်လာတဲ့အထဲကို checking ပြန်လုပ်ရတဲ့ဟာပေါ့နော်အဲ့ဒါဆိုတော့အထဲကောင်းရဖို့စစ်ဆေးရမယ်အထည်ကောင်းရရင်အထည်ကောင်းဆေးရမှာထွက်လာတဲ့အထည် check in ပြန်လုပ်ရမယ်အထည်ရမှာပဲနေရမှာဟိုဟောထားကြတော့ဒီပါလေ ချီရကြော်နေလားအဲ့လိုမျိုးချီရอืมလုံးနေလားအဲ့လိုမျိုးပြန်စေရတယ်အာစင်ပြီလားချီကြော်နေလားပြီးရင်ဘယ်နေရာမှာ တို့နေလဲအဲ့လိုမျိုး checking လုပ်ရတဲ့ဟာပေါ့နော်ပြီးတော့အထည်ကောင်းရစစ်ပွင့်ရမယ်တဲ့ပြီးတော့အမှအထည်ကောင်းရပြီးအယူတွေလုံးဝကောင်းသွားပြီဆိုရင်ပါဆိုမီးပူတိုက်ရမယ်မီးပူတိုက်မီးပူတိုက်ပြီးတော့အဲဆိုမီးပူတိုက်ပြီးတော့ရင်ခွင့်မီးပူနဲ့ပေါ့နော်အာတိုက်ပြီးတော့ချုပ်ယူချုပ်တာလှောက်အောင်တိုက်ရမယ်တဲ့အဲ့ဒါလေးပါ အာပြီးတော့နောက်ပိုင်းကျတော့ပက်ကင်ပိုင်းပက်ကင်ဆိုရင်အာပက်ကင်ပိုင်းသွားမှဆိုရင် gate to site gate to site သွားတယ်အာ gate မှာဆိုရင်တစိရိုက်ရမှာပေါ့နော် app site အာပြီးတော့တစိရဲ့ပြီးရင်သူ့ရဲ့ site number ကိုကိုကအာရိုက်ရတယ်ပြီးတော့အဲ့ဒီ dispatch ပိုင်းသွားမှဆိုရင် site မှာအိတ်တလှလေးထည့်ရမှာပေါ့နော်အာအိတ်တလှလေးနဲ့ packing လောက်တယ်ချိုးကြတော့ export ထဲမှာဆိုရင် barcode တွေလည်းပါတယ်ပေါ့နော် နောက်နောက်တစ်ခုရှိတယ်အထယ်ချလုပ်ငန်းစာချင်တယ်ပြီးတော့ပတ်သက်မိုင်းနဲ့စိတ်ပူနီလန်၃ခုဝေမျှထားတယ်အဲ့ဒီဒါကဘာလဲဆိုတော့ ready made ပိုင်းပိုင်းတည်တဲ့တင်လန်းတက်ပေါ့နော် ready made ပိုင်းတည်တဲ့တင်လန်းတက်အာပတ်သက်ဆွဲတက်တဲ့ဝန်ထဲကိုကိုကဒီပေါ့နော် ready made တင်လန်းတက်မယ်ကိုကဒီဆက်ကအာမတက်ဘူးပေါ့နော်ဆက်၆တော့မတက်ဘူးဆိုရင် ready made တင်လန်းအပိုင်းတည်တဲ့တက်ပြီးတော့နောက်ပြီးတော့ ကွာပတန်အဲမမဟုတ်ကွာဒီဒီလက်မတက်ချင်ဘူးဆိုရင်ပတန်ဆွဲတက်တဲ့ဝန်ထမ်းကိုခန့်ထားလိုက်ပါတော့အမှားကျွမ်းကျင်တဲ့ဝန်ထမ်းတွေကိုခက်ထဲခက်ထားရမယ်အာပြီးတော့တမမဟုတ်ကွာနည်းနည်းလေးပဲလုပ်မယ်ဒီအထဲကအများကြီးထုတ်မယ်ဒါပေမဲ့ဒီဒီဒီ design တမျိုးတွေကိုပဲအများကြီးထုတ်မယ်ဆိုရင်ကွာပတ်တန်ဝယ်လို့ရတယ်ပတ်တန်ဝယ်မယ်ဆိုရင်ပတ်တန်ဆိုတော့ကိုကိုပိုင်မဟုတ်တဲ့ခါကျတော့ဆောက်ရတာရှိတော့ပေါ့နော် ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးအကျိုးရှိမလို့မျှော်လင့်ပါတယ်အထည်ချုပ်လုပ်ငန်းမှာဒီ SMB ကြောင့်ပါစေလို့ပြောရင်ဒီနေ့ဗီဒီယိုကဒီလောက်ပဲနောက်လာမယ့်ဗီဒီယိုမှာဆိုဒီပေါ်အတွက်တိုင်းရဲ့ဗီဒီယိုလေးကိုတိုင်းနဲ့ follow လေးလောက်တာပြအောင်အားလုံးမဲ့တက်တာစီပါ